မင်္ဂလာပါရှင်ဒီနေ့အောင်ဆရာဖေမြင်းဘာသာပြန်ရေးသားထားတဲ့စနစ်တကျလေ့ကျင့်ကြည့်ဆောင်ထားသောစိတ်ဤတတိဆွမ်းအားများဆိုရေးစာအုပ်ထဲကအခန်းတစ်ခန်းကိုဖတ်ပြချင်ပါတယ်ဒီစာအုပ်ထဲမှာအခန်းပေါင်း22ခန်းပါတဲ့အနက်ကအခန်း30ကိုဖတ်ပြချင်ပါတယ်ရှင်ခန်းကောင်းစဉ်ကတော့အချင်းကောင်းများကိုမြေတောင်မြောင်၍ အချင်းစုံများအားပေဖြောက်ပါဆိုတဲ့အခန်းဖြစ်ပါတယ်အချင်းစရာယူသည်အကောင်းဆုံးခြေကျုံဖြစ်တတ်တဲ့ကဲ့သို့အဆိုးဆုံးအရှင်သခင်လည်းဖြစ်နိုင်ပေသည်အချင်းဟူသည်အစာပထမ၌ပင်ကူမြင်များတာဖြစ်ထိုနောက်တွင်ငါကြောက်ဆူးချိုးပမာကြီးထွားခိုင်မာလာလေသည် အစိုးရစကားပုံများကိုကြည့်ရင်အချင်းစရိုက်တို့ဤတဘာဝနှစ်ရက်ဖြစ်သည်ကြာလီခိုင်မြဲလီဖြစ်တတ်သောသဘောနှင့်လူအတွက်ကောင်းကျိုးဆိုးကျိုးဖန်တီးပေးနိုင်သောသဘောကိုသိမြင်နိုင်ပါသည်ထို့သောအစိုးကောင်းဖန်တီးနိုင်သောသဘောကိုယူ၍ပြောဆိုသည့်စကားတခွန်းလည်းရှိပါသေးသည်ရှင်ငါ လူတယောက်ဤကံကြမ္မာကို သူဤအလေးအထအများကပင်ပုံပေါ်ဖန်တီးပေးသည်ဟူသောစကားဖြစ်သည်ဤစကားတွင် အမှန်တရားတွေအများကြီးပါသည် ဟုပြောခြင်းသည်ဥပမာအဖြစ်ကျမ်းမာရေးအတန်းဖြည့်အားယူရေးတွင်၎င်းလေးလာသိဉူခြင်းအလုတ်လုတ်ခြင်းစသည်တို့နှင့်ပတ်သက်၍၎င်းကောင်းသောအလေးအထများကို ခရုတဆိုင်မွေးမြူလေးကျင့်ထားသူမှန်လေအောင်မြင်မှုနဲ့စိတ်ချမ်းသာမှုတို့ကိုမုတ်ချ ရရှိခံလာရမည်ဖြစ်ကြောင်းတေချာပေါက်ပြောနိုင်၏အလားတူပင်ရင်းကိစ္စရများနှင့်ပတ်သက်၍အကျဉ်းစိုးတလိစိုးများကိုလက်ခံသိမ်းဆည်းထားသူမှန်ကတင်းတင်းဒုက္ခတွေ့ရမှာတေချာ၏ အကျဉ်းစိုးကိုပယ်ဖြောင်းလို့လေကောင်းကျိုးမပေးသေးတဲ့အကျဉ်းစိုးများကိုပယ်ဖြောင်းနိုင်သည့်နီလန်းများအကြောင်းကိုစာအုပ်စာရန်မောင်မြတ်များစွာ ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်ရှင်နဲ့ပုဂ္ဂိုလ်တူတင်ပြသည့်ထူးခြားသောနီလန်းတစ်ခုဟာပယ်ဖြောင်းလို့သော ထိုအကျဉ်းစိုးကိုပင်တမင်တကာတတိပြု၍လောက်ကန်ကြည့်တော့နီဖြစ်သည် ချို့သောအကျင့်များနှင့်ပတ်သက်၍ဤနည်းမှာအံ့ဖွယ်ရာအောင်မြင်မှုရှိလာသည်ကိုတွေ့ရသည်ယင်းဤလည်းအခြေခံသဘောမှာအကျင့်ပါပြီးသားအမှတ်မဲ့ဖြူးလုံနေမိသည်အမှုအကျင့်ဆိုးတစ်ခုကိုတမင်တကာတရိထား၍လုပ်သည့်အခါယင်းအချင်းရဲ့အချိုးရုပ်ပုံကိုတစ်ချိန်လောက်တိုင်းတစ်ချိန်ထင်ထင်ရှားရှားတရိထားမိက စိတ်နှောက်ယှက်ဖြစ်ရသဖြင့်နောက်တွင် အမှန်မဲ့ပင် မလုံမီတော့ပဲတည်ရှိရှိရှောင်ကျင်မိသွားမည်ဟုသောသဘောဖြစ်သည်ဥပမာစာရင်းရေဝစ်စနှလုံးပေါက်အပိုများ အမှန်မဲ့ထည့်မိတတ်သောသူသည် ထိုအချင်းဖြောက်လိုပါကမိမိသည်မြည်သည့်စကလုံးများနောက်က ဝိစံနှလုံးပေါက်များမလို့ပဲထိတ်ရမိတဲ့တနည်းဆိုဒီကိုသတိထားကနောက်စာရေးတဲ့အခါ၁ချိန်အချိန်20စသဖြင့်အချိန်တော်တော်များများပင်ရင်းစကလုံးများရေးတိုင်းတမင်တကာဝိစံနှလုံးပေါက်များထိတ်ရခြင်းဖြင့်မတိတာသော အမားကိုတိပီးမှားသောအမားဖြစ်အောင် ပြောင်းလဲပေးနိုင်မတိ၍မှားနေရမှာ တိပြီးတမင်လုံနေသည့်အမားအစင်တို့ ပြောင်းလဲလာသည့်အခါအပားလုံနေခြင်းကိုရက်တန့်ခြင်းဖြင့်အမှန်သို့ ပြန်ရောက်နိုင်ပေသည်ဤနည်းဖြင့်ဤနည်းသည် အချို့သောအချက်များကိုပယ်ဖျောက်ရောင်း၌ထိရောက်မှုရှိလာပါသည် အကြောင်းမူအချင်းစရိုက်အတော်များများမှာမတိစိတ်ဤလွှမ်းမိုးမှုအောက်တွင်ရှိနေကြရာရှင်တို့ကို တိစိတ်နေပေသို့ရောက်အောင်ဆွဲတင်လိုက်သည်တင်တပြိုင်နက်အမှန်မဲ့လုံနေမိသည် အချင်းတစ်ခုဘဝမှာလွတ်မြောက်သွားသောကြောင့်ဖြစ်သည်စကားထစ်ခြင်းလက်သေးကြိုက်ခြင်းအစာရှိသည့်အကျင့်များကိုဖျောက်ရနိုင်လေဤနည်းကိုသုံးဆွဲပူကြသည်သို့သောတာမန်ထက်ရှင်သောရှင်အကျင့်မျိုးများနှင့်ပတ်သက်ရင်မူ ကျွမ်းကျင်သောစိတ်ပညာရှင်၏အကူအညီကိုရယူရန်လိုအပ်ပါမည်။ထို့ပြင်၎င်းနီလန်းကိုရှင်းသုံးလျင်ချောက်ချနိုင်သော နေရာများလည်းရှိသေးသည်။ဥပမာဆလိအရင်နှင့်မူရစေဝါဆွေးနေသည့်အချက်မျိုးကိုအင်းနည်းဖြင့်ဖြည့်ရန်စူးစမ်းမည်ဆိုကယူသွန်မိုက်မဲရရောက်မည်ဖြစ်ကြောင်း အထူးပြောစရာလိုမည်မထင်ပါ။ ချို့ပုဂ္ဂိုလ်များကမူမကောင်းသောခြင်းစရိုက်တစ်ခုကိုမကောင်းမှန်သည့်သည့်အချိန်တွင်တိကနေဖြတ်လိုက်ပါဟုအကြံပေးလေးရှိသည်ထိုကြံမှာအပြောလွယ်သလောက်အလုတ်ခတ်လာပေသည်စကားထနေသူအောင်မထင်နဲ့ကွာစကားပြောရင်တတိထားပြောဟုအတင်းထားမြည်၍မရနိုင်မီသူခမတတိထားလေးပို့ချစ်လေးဖြစ်နေပြီဖြစ်၏ စကားထစ်ခြင်းဟူသည်စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းခံတစ်ခုခုကြောင့်သာပေါ်ပေါက်လာရခြင်းဖြစ်ရာယင်းအကြောင်းစင်မြစ်ကိုဖော်ထုတ်နိုင်မှယင်းအကျင့်ကိုဖျက်တောက်နိုင်လေရှိ၏ထိုကိစ္စမျိုးတွင်လည်းစိတ်ပညာတကြွသူများသာထီရောက်အောင်မြင်စွာဆောင်ရွက်နိုင်လေရှိပေသည် ချင်းစုံများကိုဖြတ်တောက်ရ၌အိမ်မွေးချောင်းသောနီလန်းသည်လည်းအလွန်ထရောက်သည်ဟုပြောဆိုကြပါသည်ဆလိဆွေးတောက်ခြင်းလက်သေးကိုက်ခြင်းအစာကျူးခြင်းအိမ်မပြောခြင်းစသည့်အကျင့်များကိုအိမ်မွေးချကုထုံးဖြင့်ဖြတ်တောက်နိုင်သည်ဟုလက်ခံထားကြသည်အင်းဒီမှာလေကျွမ်းကျင်သောဆရာဝန်များသာဆောင်ရွက်နိုင်သောနေ့ဖြစ်ပါသည်။အင်းဒီအားနေချက်တစ်ခုမှာ အိမ်မွေချပီစာအချိန်တိုကာလပိုင်းအတွင်းလောက်တွင်သာအကျဉ်းပြတ်နေပြီးအချိန်တန်လျင်ပြန်ပေါ်လာတတ်ခြင်းဖြစ်သည်ထို့ကြောင့်ဤနည်းကိုအအကူသူများမှာအိမ်မွေချပီသည့်စိတ်ရောဂါဆရာဝန်ထံမကြာခဏတော့ရောက်၍ကုသမှုခံယူနေရကြတတ်သည်ထို့ပြင်ထိုတဲ့ပေါ်၍အရေးကြီးသောချွေရည်ချက်တည်းရလေရှိသည်ရှင်ငါ အင်းမွေးချောင်းသောနေဖြင့်ဖြတ်တောက်လိုက်သည့်အကျဉ်စိုးနေရာ၌အချားအကျဉ်စိုးတစ်ခုပေါ်ပေါက်လာတတ်ခြင်းဖြစ်၏ဥပမာအင်းမွေးချောင်းနေဖြင့်ဆလိပ်ဖြောက်ထားဆလိပ်ဖြတ်ထားသူ၌လက်သေးကိုက်သည့်အကျဉ်ပေါ်လာခြင်းမျိုးအစာကျူးခြင်းကိုအင်းမွေးချောင်းသောနေဖြင့်ဖြတ်တောက်ထားသူသည်ဆလိပ်အလွန်အကျွံတောက်တတ်သည့်အကျဉ်ပေါ်လာခြင်းမျိုးစသည်လို့ဖြစ်သည် ရေးကြီးသည်မှာတကယ်ပယ်ဖြောက်လို့စိတ်ရှိဖို့ဖြစ်သည်အကျဉ်းဆိုးဖြတ်ထောက်ခြင်းနဲ့ပတ်သက်၍နီလန်မျိုးမျိုးရှိတဲ့ကဲ့သို့နီလန်အသီးသီးတွင်လည်းချုံရင်းချက်ကိုစီရှိကြပါသည်ရင်းချုံရင်းချက်များရှိနေရခြင်းတွင်အဓိကအကြောင်းရင်းမှာတကယ်တမ်းဖြတ်တော့လို့စိတ်မထက်တန်ခြင်းဖြစ်သည်ဥပမာဆလီဖြတ်ခြင်းနဲ့ဗျာ စလိတ်ဖြက်မြလို့တောက်နေရတာဆိုသူသည်တကယ်တမ်းဖြက်ချင်စိတ်မထက်တန်သေးခြင်းကြောင့်သူမဟုတ်စလိတ်ဖြက်ချင်သောစိတ်ထက်တောက်ချင်သောစိတ်ကပုံနေသေးသောကြောင့်သာဖြစ်သည်ကျွန်တော်အရက်စူးစမ်းပြီးဖြတ်လာတာစိတ်နှစ်ရှိပြီဖြတ်ရင်တောက်တောက်ရင်ဖြတ်နေ အပြည့်အပြည့်တလန်ကြီးဖြစ်နေတယ်ဟုပြောနေသူသည်တောက်ချင်စိမ့်နေဖြတ်ချင်စိမ့်မျှနေသူ ဖြစ်သည်ဟုဆိုရမည်ဆလိဤဆိုသူနှင့် အရဲ့ဤဆိုသူများကိုပေမိပြင်းပြင်းမြင်ကဖြတ်လို့စိတ်တကယ်ပြင်းပြလာပြီဆိုရင်က သူသည်တတိနည်းဖြင့်ပြတ်အောင်ကြိုးစားတော်မူဖြစ်၏ထို့ကြောင့်အကျဉ်းစိုးတစ်ခုဖြတ်တော့လို့သူသည် ရှိဥစွာမိမိ၌ထိုအချင်းဆိုရှိနေကြောင်းသိရှိဖော်ထုတ်ရလိမ့်မည်ထို့နောက်တွင်ဒီအချင်းဆိုကိုဖြတ်တောက်လိုသည်ဟုညီညွတ်ပြောဆိုနေသည့်အစင်မှာတကယ်ဖြတ်တောက်ရန်အားထုတ်ကြိုးပမ်းသောအစဉ်တို့ရောက်အောင်ရှင်းကျင်စွာဖြတ်လို့စိတ်ကိုပွားများမြင့်တင်ပေးရပါမည်။ အစားထိုးသောနီး။တန်ညောင်းတစ်ချောင်းထွက်သွားအောင် အချားတန်ညောင်းတစ်ချောင်းနဲ့ရိုက်ထိုးရ၏။ထိုနီးသူအကျင့်တစ်ခုကိုလည်းအချားသောအကျင့်တစ်ခုဖြစ်နာ အနိုင်ယူနိုင်ပေသည်ဟု၍16ရာစုနှစ်တွင်အောစာလွန်မှုခဲ့သည့် dash လူမျိုးပညာရှိကြီး Iris Mac ကပြောခဲ့ဘူး၏။ ဆရာကြီးပြောခဲ့တဲ့သဘောကိုယူပါအချို့ပုဂ္ဂိုလ်များကမကောင်းသောအချင်းတစ်ခုအားကောင်းသောအချင်းတစ်ခုနှင့် အစားထိုးပေးပါဟူ၍အကြံပြုပြောဆိုလေးရှိခဲ့၏။ရှင်းချင်ညာမှာတကယ်လိုက်နာလို့ဆောင်နိုင်ပြီဆိုကကြိုက်ခင်ရှင်တို့နှစ်ချက်ကွမ်းမြောက်အချို့မြတ်ရှိမိမှာတည်ကြပါသည်။သို့တော့ရှင်းတို့အစားထိုးသည့်နေရာ၌ အချိန်နဲ့အချိန်ခါတို့နဲ့၎င်းမိမိအခြားသောဇယိုက်တဘာဝများနဲ့၎င်းတင့်တင့်လိုက်ဖတ်သည့်အကျင့်တဲ့ကိုစဉ်းစားရွေးချယ်ရင်ကလိုပါသည်ဥပမာညနေရောက်ရင်အရက်တော့ချင်တဲ့တော့အကျင့်အား ညနေပိုင်းခတ်စောစောလောက်ကစပြီးကိုလက်လှူရှာအားကစားမှုများပြုလုပ်ပြီးရေမိုးချိုးကထမင်းစောစောစသည့်အခြင်းဖြင့်အဆင်ပြေပြေအစာထိုးရနိုင်တတ်ပါသည်အကယ်၍သာကာယကံရှင်သည်စပြီးဖတ်ရှုမှုကိုဝါသနာပါသူဖြစ်ပါက ညနေပိုင်းအချိန်တိုင်းတွင်မဂ္ဂဇင်းသို့မဟုတ်စာတအုပ်အုပ်ဖတ်ရှုသောအလေးချင်းဖြင့်အစာထိုးလျင်လည်းအောင်မြင်နိုင်စရာရှိပါသည်အကျဉ်းဆိုးကိုပိတ်ဖြောက်သည်ဆိုရ၌အရေးကြီးသောအချက်တစ်ချက်ရှိသေးသည်ယင်ကမိမိ၌ဘာအကျင့်တွေရှိနေပြီးယင်အကျင့်များအနက်ဘယ်ဟာတွေသည် အကျိုးရောစေသည့်အကျင့်ဆိုးများဖြစ်သည်ဆိုသည်ကိုမိမိဘာသာသိရှိရဖြစ်၏ ရင်းတို့သိရှိရန်အတွက်လုံနိုင်သောနေကမိမိကိုယ်ကိုစီစီရေးပင်ဖြစ်၏မိမိ၌ကျမ်းမာရေးနှင့်ဆက်စပ်၍မိလိအကျင့်ဆုံးများရှိနေသည်တည်း။ဥပမာအရက်တော့ခြင်းဆလိတော့ခြင်းစသည်။စီပွားရေးနှင့်ပတ်သက်၍မိလိအကျင့်ဆုံးများရှိနေသည်တည်း။ဥပမာ စိတ်အင်းမရှိအင်းမရှိသုံးဆွဲတတ်ခြင်းလက်ဖွာခြင်းစသည်။ လူမှုရေးနှင့်ပတ်သက်၍မိသည့်အကြံစိုးများရှိနေသည်။ဥပမာစကားများခြင်းသူတော်မခံခြင်းသည့်စကားမျိုးကိုအလွယ်ကူပြောမိတတ်ခြင်းစသည်။မိမိကိုယ်တိုင်နဲ့ပတ်သက်၍ရင်းသို့ခန္ဓာသည်သည်ခွဲခြားစီစစ်သုံးသပ်ကြည့်သည့်အခါမိမိ၌မြည်သည့်ချွေရင်ချက်များ ဝါအကျဉ်းစိုးများရှိသည်ကိုတစ်ခုပြီးတစ်ခုပေါ်ထုတ်တည်မြင်လာမည်ဖြစ်သည်ရှင်တို့ကိုဆက်လက်သုံးသပ်စီစစ်လျင်မြေသည့်အကျဉ်းစိုးနေရာ၌မြေသည့်အကျဉ်းကောင်းဖြင့်အစာထိုးသင့်သည်ကိုစဉ်းစားမိလာနိုင်မည်ဖြစ်ပါသည်โอเคอารมณ์ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင် အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပြီးမှမလို့ဆက်လက်စောင့်မျှော်နှားဆင်ပေးပါအောင်ရှင်